အားလုံးပဲကျွန်တော်ရဲ့ညီကောင်မောင်နှမများတငယ်ရဲမဲဆွေများအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒါ12ရက်နေ့အတွက်ပေါ့နော်ဒီမှာကနန်းလေးကြည့်ရအောင်နော်ဒီဖိုင်မှာဒါကျွန်တော်ညနေခင်းအတွက်ပါကျွန်တော်ကနန်းလေးတွက်ပြီးတော့တင်ပြပေးမယ်နော်ကြော့ဒီမှာထိတ်စီလေးတစ်လုံးကိုအရင်ကြည့်ရအောင်နော်သူဒီထိတ်စီလေးတွေပြီးတော့တာပေါ့နော်ဒီထိတ်စီလေးတွေပြီးတော့သူဟိုနှစ်ချက်ရိုက်တော့တာပေါ့နော်နှစ်ချက်ဒီမှာကြည့်ရအောင်နော် ူကဒီကနေစလာတယ်ဒီမှာဒီမှာပေါ့နော်ဒီဒီဒီသုံးလုံးတော့6လို့ဖြစ်တော့เนาะ6ဒီ6ပေါ့เนาะဒီ6ကိုသူကဒီနှလုံးကိုပြန်ဒီသုံးလုံးပြန်ပြီးတော့6လို့ပြန်ပြီးဖြစ်တာပေါ့เนาะ6တက်တက်6နဲ့ပြန်ပြီးတော့ဖြီးပေးထားပါเนาะဟုတ်ပြီเนาะနောက်တစ်ခါဆက်သွားမယ်ဒီမှာမင်းအောင်ပြောင်းလိုက်မယ်เนาะ ဒါက6116နဲ့သူပြန်ပြီးတော့ဖြီးသွားပြီเนาะနောက်တစ်ခါဒီမှာပေါ့เนาะဒီထိုးနေလကောင်မကြော့ဒီမှာဒီ3လုံးကိုဒီ3လုံး4ပေါ့เนาะဒီ3လုံး4 4ကိုကျွန်တော်4ကိုကိုလေးနဲ့ပြန်ပြီးတော့ဖြီးမှာပေါ့เนาะ4ကိုကိုလေးနဲ့ဖြီးမှာဆိုတော့ကျွန်တော်ဒီမှာဒီဒီနှလုံးကိုကျွန်တော်6ပေါ့เนาะဒီ6ဒီ6နဲ့ဒီ3ညာထိတ်နဲ့မှဒါဆို6လို့ဖြစ်တယ်ပေါ့เนาะ4ကို6လေးနဲ့ဖြီးတာပေါ့เนาะ4ကို6လေးနဲ့ဖြီးတယ်ပေါ့เนาะ နောက်တစ်ခါကျွန်တော်ဒီမှာဒီမှာကကျွန်တော်ဒီ၃လုံးကို၈ပေါ့နော်၈၈ဆိုတော့ဒီမှာ၃၈၈၃နဲ့ကျွန်တော်ပြန်မြှောက်ဖြီးမှာပေါ့နော်၃၈၈၃နဲ့ဖြီးမှာဆိုတော့ကျွန်တော်ဒီမှာဒီနှလုံးကကျွန်တော်၅ရှိပေါ့၅ပေါ့နော်၅၅နဲ့ဒီမှာ၃၈၈၃ထဲမှာကျွန်တော်တို့ကဒီမှာ၃၈၈၃ဖြစ်မှာပေါ့နော်ဟုတ်ပြီနော်ဒီဟာရှင်းသားမသိနော်နောက်တစ်ခါဆက်သွားရအောင်ကျွန်တော်ဒီမှာက 6ဒီ3လုံး6ပေါ့နော်ဒီ6ဒီ6ကိုလည်းကျွန်တော်သေချာတယ်ကျွန်တော်ဒီမှာဒီ4ဒီနှလုံး4နဲ့ကျွန်တော်ဒီနှစ်ထိပ်လေးနဲ့6 1 6ဖြစ်တာပေါ့နော်6 1 6ဟုတ်ပြီနော်6 1 6လို့ဖြည့်ရပါပေါ့နော်နောက်တစ်ခါဒီမှာဒီမှာကျွန်တော်6ပဲဖြစ်တယ်ပေါ့နော်6ဒီနှလုံး6ဒီ3လုံး6ဒီ6ကိုလည်းကျွန်တော်သေချာတယ်ဒီ ဒီ3နဲ့ဒီ3ထည့်လေးနဲ့6116လို့ပဲဖြည့်တယ်ဗောနော်ဒီမှာ6116လို့ပဲဖြည့်ရတယ်ဗောနော်ဟုတ်ပြီတော့ဒါလေးရှင်းသားမလို့နော်နောက်တစ်ခါအခုပင်ဗောနော်ခုပင်တွေကဘာဖြစ်မလဲဆိုတော့ဒီမှာဒီ3လုံးကျွန်တော်3ည5530ည5ဖြစ်တယ်ဗောနော်3ည5530ညဟုတ်ပြီနော်3ည5530ညကိုဒီဒီမှာကျွန်တော်4ရှိရယ်4နဲ့ကျွန်တော်ဒီမှာ1661ထည့်လေးထည့်လိုက်မှာဒါဆိုရင်ကျွန်တော်4 အဲ၃ညာ၅၅၃ညာဖြစ်မှာဗောနော်တစ်ထဲရင်၅6ထဲရင်ဒါ၃ညာ၅၅၃ညာဆိုတာတစ်6အော် sorry တစ်6 6တစ်ဖြစ်တယ်ဗောနော်တစ်6 6တစ်ထဲတစ်6 6တစ်ထဲဖြစ်သွားမယ်ဟုတ်ပြီနော်ဒါလေးရှင်းတော့မသိဘူးနော်သူနှစ်ချက်ရိုက်တာလေးကျွန်တော်တို့သဘောကျတယ်ဗောနော်သူက ဒီ306ကို1661နဲ့ဒီ3လုံးပြန်ပြီး1661ဖြည့်တယ်ဒီ3လုံး4ကို6994ဒီ3လုံး6994လေးနဲ့ပြန်ဖြည့်ရပါတော့ဒီ3လုံးကို8ကို3883နဲ့ဒီ3လုံးပြန်ပြီးဖြစ်ထားတယ်ပေါ့နော်ဒီမှာဒီ3လုံး6ဒီ6ကိုလည်းကျွန်တော်ဒီ3လုံးပြန်ပြီး6116ဖြစ်တယ်ပေါ့နော်နောက်တစ်ခါဒီ3လုံးပြန်ပြီး6ဒီ6ကိုလည်းကျွန်တော်ဒီမှာဒီ3လုံးပြန်ပြီး6116နဲ့ဖြည့်ရရပေါ့နော်ဒီမှာဒီ3လုံးပြန်ပြီးကျွန်တော်10 3ည993ညကိုလည်းဒီမှာဒီ3လုံးပြန်ပြီးတော့3993ညဖြစ်မယ်ဆိုရင်6116ထိပ်ပေါ့နော်ဒါလေးက phase 3လေးပါအဲ့ဆိုကောင်းကြောဒီမှမှာကြည့်ရအောင်ဒီဘက်မှာပါ phase 3လေးက legacy လေးမှာ legacy လေးမှာကျွန်တော်ဒီမှာကြည့်ရအောင်ဒီမှာကဒီ9ပေါ့နော်ဒီ9ဒီ9နဲ့ကြောဒီ6နဲ့ပေါင်းရင် လေးကိုကိုလေးဖြစ်တယ်ဗောနော်လေးကိုကိုလေးဟုတ်ပြီเนาะနောက်တစ်ခါကျွန်တော်ဒီမှာဒီ1ဒီ1เนี่ยကျွန်တော်ဒီ3เนี่ยပေါင်ရင်လေးကိုကိုလေးပဲဖြစ်တယ်ဗောနော်လေးကိုကိုလေးဟုတ်ပြီเนาะနောက်တစ်ခါကျွန်တော်ဒီ6ဒီ6เนี่ยကျွန်တော်ဒီ7เนี่ยပေါင်ရင်လဲသူကလေးကိုကိုလေးပဲဖြစ်တယ်ဗောနော်လေးကိုကိုလေးဟုတ်ပြီเนาะလေးကိုကိုလေးဖြစ်တယ်ဒီမှာကျွန်တော်ဒီမှာ3 3เนี่ยကျွန်တော်ဒီမှာလေးကိုကိုလေးဖြစ်အောင်ကျွန်တော်ကဒီမှာ1 6 6 1ထဲထဲမှာရအောင်ဗောနော် ဒါဆိုရင်ဟုတ်တယ်နော်1661ထိပ်ဖြစ်တယ်ပေါ့နော်ဒါဆို1661ထိပ်ကနှစ်ချက်ညီသွားပြီပေါ့နော်ဒါလုံးဝအမှန်ကန်လေးပေါ့နော်ဒါရီရိုက်ပေါ့နော်ဒါကတိတ်စီလေးပေါ့နော်တိတ်စီလေးရပြီဆိုတော့ဒီမှာကအရင်ကနန်းလေးအနေနဲ့တဲဒီမှာ ဒီမှာကဒီမှာကကျွန်တော်ထိပ်စီလေးနဲ့ဒီကနောက်ပိတ်လေးပေါ့နော်နောက်ပိတ်လေးကိုကြည့်ရအောင်ကျွန်တော်ဒီမှာဟောဒီကဆက်လာပေါ့နော်ဒီကနေဆက်မယ်ကျွန်တော်ဒီမှာဒီ9 9နဲ့ကျွန်တော်ဒီ ဒီ6လေးနဲ့ပေါင်းရင်ကျွန်တော်1661ပဲဖြစ်တယ်ပေါ့နော်။ဒါတော့ကျွန်တော်ပါဝါတစုံပဲကျွန်တော်ကစားရတယ်ပေါ့နော်။ကျွန်တော်ဒီမှာ9ရှိရင်9နဲ့ဒီ1နဲ့ပေါင်းရင်1661ပဲဖြစ်တယ်ပေါ့နော်။1661တက်မတန်နဲ့ပေါ့နော်။ကျွန်တော်ဒီမှာ1ရှိရယ်1နဲ့ဒီ9နောက်ပိတ်လေးနဲ့ပေါင်းရင်1661ပဲဖြစ်တယ်ပေါ့နော်။ဟုတ်ပြီနော်။ကျွန်တော်ဒီမှာ6ရှိရယ်6နဲ့ဒီ3ညာနဲ့ပေါင်းရင်1661ပဲဖြစ်ရမှာပေါ့နော်။ဟုတ်ပြီနော်။ ဒါဆိုရင်ကျွန်တော်ဒီမှာလည်း1 6 6တဲ့ပဲဆက်ပြီးတော့ကစားမှာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ3ရှိတယ်3နဲ့ဒီဒီမှာ3နဲ့ကျွန်တော်က8 3 883ဟုတ်တယ်နော်3 883ထက်နောက်ပိတ်လေးထဲမှာ1 6 6တဲ့ဖြစ်တယ်ပေါ့နော်ဒီမှာ3 883နောက်ပိတ်ပေါ့နော်ဟုတ်ပြီနော်ဒါက1 6 6တဲ့မတန်နေပေါ့နော် ဒီညမှာဆက်ပြီးတော့သူကထိတ်စီးလေးအရန်နဲ့အနေနဲ့ကစားမယ်ဆိုရင်ကျွန်တော်ဒီမှာဒီနှလုံးကိုကိုးပေါ့နော်ဒီကိုးဒီကိုးကိုးနဲ့ဒီရှစ်ထိတ်လေးနဲ့ပေါင်းရင်တော့ခွန်လို့ဖြစ်တော့နော်ခွန်ဟုတ်နော်ခွန်နောက်တစ်ခါကျတော့ဒီမှာ6ဒီနှလုံး6 6နဲ့ဒီနှစ်ထိတ်လေးနဲ့ပေါင်းရင်10ပေါ့နော်10ခွန်10ပေါ့နော်ကျွန်တော်ဒီမှာဒီ6ဒီ6နဲ့ကျွန်တော်3ထိတ်လေးနဲ့ပေါင်းရင်9ပေါ့နော် 6ခွန်း6ကိုเนาะကျွန်တော်ဒီမှာ3ညဆက်ပြီးတော့လာမလား3ညလို့ဆက်ပြီးကစားမယ်ဆိုရင်ကျွန်တော်ဒီမှာ1ရှိတယ်1နဲ့ဒီ6ထိပ်လေးနဲ့ပေါင်းမှာကျွန်တော်တို့က3ညလို့ဖြစ်တော့မှာပေါ့เนาะဒါဆိုရင်ကျွန်တော်6ထိပ်ဖြစ်သွားမယ်ဟုတ်ပြီเนาะ6ထိပ်ဒါဆိုရရပေါ့เนาะဒါဆိုရင်ထိပ်စီးလေးက169ပေါ့เนาะထိပ်စက169နောက်ပိတ်ကတော့383ပေါ့เนาะဒီမှာကဏ္ဍလေးအစီအကျင်းအောင်เนาะပြီးရင်ကျွန်တော်ဒီမှာအဲညနေခင်းအတွက် ကဏ္ဍလေးပါပြပြီမနော်ဒီမှာက break ကတော့ကျွန်တော်မတွေ့သေးဘူးမရှာဖြစ်တာပေါ့နော်ရှာကြနေမှာဆိုလို့အချိန်လက်တာတော်တော်လေးနောက်ကျနေပေါ့နော်ကျွန်တော်တင်တာ ਨੇ နောက်တစ်ခါကျော်ဒီမှာထိတ်ကထိတ်ကပါထိတ်က1ရဲ့6ရဲ့ပေါ့နော်1661 1661နောက်ပိတ်က1661ရဲ့ကျွန်တော်တို့ဒီမှာ9 ကိုထည့်ရေပေါ့နော်ဒီမှာအပိတ်ကကြတော့ဘာရှိမလဲအပိတ်ကကြတော့3883ပေါ့နော်3883 3883ရှိမယ်နော်ဒါဆိုရင်1 3 1တလေးကစားမနော်13ရေ10ရေ18ပေါ့နော်10 6368 63 68ပေါ့နော်68 93 98 93 90ပေါ့နော်90ဒီကနန်းလေးရှိမယ်ပေါ့နော်နေ၄6ကွက်ထဲပေါ့နော်ဒါဆိုရင်ရပြီပေါ့နော်6ကွက်ထဲကနေမှကျွမ်းကြီးကိုမွန်မိုင်းကောင်းပါလေ1661ဆိုတော့က1661နဲ့ပဲကစားမှာပေါ့နော်1661ဒီကကောင်းတယ်ပေါ့နော်1661318ဒါလေးကောင်းနော်ဒါဆိုရင်ဒါကမနဲ့ပိုင်းပေါ့နော်မနဲ့တွဲဒါဆိုရင်ကျွန်တော်ညနေခင်းအတွက်ကိုခဏလေးကြည့်အောင်နော် ညနေအတွက်ကကျွန်တော်ဒီမှာထိတ်စီးလေးကိုသူကအရင်ပြလိုက်မှာနော်ဒီ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 ထိတ်စီးလေးကိုဒီကနေ့ဒီကနေ့လာတာသူကစီနီယာလေးနဲ့ဆင်းလာတော့နော်စီနီယာကြောက်ဒီပါလေဒီဒီတုံညဒီတုံညရဲ့ဒီခွန်ရဲ့တော်ဒီတုံညရဲ့ပုံတော့ခွန်တော့ဖြစ်တော့နော်နောက်တစ်ခါကျတော့ဒီမှာဒီလေးလေးတဲ့ကိုးနဲ့ပုံ3 3နဲ့ဒီ3နဲ့ပုံရင်6ပေါ့နော်ခွန်6 နောက်တစ်ခါကျတော့ဒီမှာ၃ညရဲ့ခွန်ရဲ့ဒါဆိုခွန်ပေါ့နော်ခွန်ရဲ့ဒီ၈ပေါင်ရင်9ပေါ့နော်ခွန်6 9ဟုတ်နော်ကျွန်တော်ဒီမှာခွန်ချောင်းကကျွန်တော်ဒီမှာဒီနှလုံးကိုနှစ်ပေါ့နော်နှစ်နဲ့ဒီနှစ်နဲ့ပေါင်းရင်၄ပေါ့နော်ခွန်ချောင်းက၄ဆိုရွတ်ဖြစ်သွားတယ်ပေါ့နော်ဟုတ်ပြီနော်ဒီစီနီယာလေးပေးသွားတယ်ဒီနေရာမှာကျွန်တော်ဆက်ပြီးတော့ကစားမှဆိုရင်ကျွန်တော်ဒီမှာဒီနှစ်ရဲ့ကျွန်တော်ဒီ6ရဲ့ပေါင်းရင်ကျွန်တော်ဒီမှာ 3လို့ဆိုဖြစ်မှာเนาะ3 4 5 6ခုမှာเนาะဒါဆိုရင်ကျွန်တော်ဒီမှာကနှစ်ထိပ်ဖြစ်သွားမှာเนาะ3ဖြစ်အောင်ဒါဒါဆိုကျွန်တော်နှစ်ထိပ်ပေါ့เนาะနှစ်ထိပ်ဟုတ်တယ်เนาะ3 4ဒီမှာ5ဒီ36ဒီ36ခုเนาะဟုတ်ပြီเนาะ3 4 5 6ခုဟုတ်ပြီเนาะဒါဆိုရင်နှစ်ထိပ်ဖြစ်သွားမှာเนาะနှစ်ထိပ်ဒီမှာကျွန်တော်တို့ကနောက်ပိတ်ကို သွားကြည့်အောင်နော်နောက်ပိတ်ဒီဒီနောက်နောက်ပိတ်လေးကြည့်အောင်ဒီနောက်ပိတ်လေးပေါ့နော်ဒီနောက်ပိတ်ဒီနောက်ပိတ်လေးကြည့်အောင်ဆိုတော့ तू อ่ะဒီမှာ तू ဒီဒီဒီကခဲနဲ့ချင်လိုက်ကောင်းမှာတော်ဒီမှာဒီမှာဒီ30เนาะဒီ30เนี่ยကျွန်တော်ဒီဒီနှလုံး6နဲ့ဆိုရင်သူက6 6လို့ပဲသူကဖြစ်တော့เนาะ6 6လို့ပဲရိုက်တယ်ဗောနော် နောက်တစ်ခါကျောင်းနေမှာတက်ဒီတက်ဒီတက်နဲ့ကျွန်တော်ဒီရှင်းနဲ့ဆိုရင်တော့6လို့ပဲထည့်သွားတယ်ဗောနော်နောက်တစ်ခါကျောင်းဒီမှာဒီ3ညလုံး3နော်3နဲ့ဒီ6နဲ့ဆိုရင်တော့6လို့ပဲဖြစ်သွားဗောနော်6ဟုတ်ပြီနော်ကျောင်းဒီမှာတော့6ဆိုပြီးဆက်ရိုက်မလားဗောနော်6ဆိုဆက်ရိုက်မလားဆိုရင်ကျောင်းဒီမှာ2ရှိရဲ2နဲ့ကျွန်တော်ဒီမှာဒီညလုံး9နဲ့မှကျွန်တော်6လို့ဖြစ်တယ်မှာဗောနော်ဒါဆိုရင်ကျွန်တော်က ီမှာ3ထည့်ရမှာเนาะ3ဟုတ်ပြီเนาะ2 3ဆိုတဲ့ခဏလေးဖြစ်သွားမှာပေါ့เนาะဟုတ်ပြီเนาะဒီ3လုံးဒီလေးလုံးကို6ပဲတူဖြစ်တယ်ပေါ့เนาะ6ဟုတ်ပြီเนาะ6ဒီဒီလေးလုံးလည်းကိုပေါ့နော်ဒီလေးလုံးလည်းကိုဖြစ်မယ်ဆိုရင်ဒါဆိုကျွန်တော်က3နောက်ပိတ်ပေါ့နော်3နောက်ပိတ်2ထိနဲ့3နောက်ပိတ်ပေါ့နော်ဒီနေရာမှာဒီဟာလေးပြလိုက်ခဲလေးနဲ့ပြလိုက်တော့မနော်ဒီမှာ တော်စရာလည်းထပ်ပြီးတော့မဆွဲဖြစ်တော့ဘူးเนาะမဆွဲဖြစ်တဲ့ဒီမှာကကြော့ဒီမှာဒါဒါဒါဒီကတော့မနက်ခင်းထိတ်စီတွေ့ပြီးမှဒါကညနေခင်းထိတ်စီကိုတွေ့လို့ရပါဘောเนาะဒီပုံစံတိုင်းသွားမယ်ဆိုရင်ကျွန်တော်ဒီမှာညနေခင်းကိုထိတ်စီကိုလည်းကျွန်တော်မနက်ခင်းထိတ်စီယူပြီးတွေ့လို့ရเนาะကျွန်တော်ဒီမှာကြည့်အောင်ဒီနှစ်ဒီနှစ်ကိုကျွန်တော်နှစ်ခုခုနဲ့ပြန်ပြီးရောဖြီးတော့ဒီနှလုံးကို နှစ်ခွန်ခွန်နဲ့လို့ပြန်ပြီးဖြည့်ကြတာပေါ့နော်ဟုတ်ပြီနော်ဒါကညာနေကင်းအတွက်ပါနော် dreamer ဒီမှာခွန်ဒီခွန်လဲခွန်နဲ့နှစ်ခွန်နဲ့ကျွန်တော်ပြန်ပြီးဖြည့်မော်ဒီမှာခွန်နဲ့နှစ်ခွန်နော်ဒီထိတ်စီထိတ်စီပေါ့ရင်ခွန်နဲ့နှစ်ခွန်ဖြစ်တယ်ပေါ့နော်နောက်တစ်ခါဒီမှာဒီကိုဒီကိုလဲဒီကိုလဲကိုလေးလေးကိုဆိုရွေးတော့ဒီဒီနှလုံးကိုပြန်ပြီးဖြည့်သွားတာပေါ့နော်ကိုလေးလေးကိုဟုတ်ပြီနော် ိုးလေးလေးကိုထည့်သွားတယ်နောက်တစ်ခါကျတော့ဒီမှာဒီခွန်ဒီခွန်ကိုလည်းဒီမှာနှစ်ခွန်ခွန်နဲ့နဲ့ဒီမှာလာပြီးတော့ထည့်သွားတယ်ဗောနော်နှစ်ခွန်ခွန်နဲ့လုံးဝအမှန်ကန်လေးဗောနော်ဒါလေးရပေးတတ်တယ်เนาะဒီမှာကကျွန်တော်ဒီမှာ၄ဗောနော်ဒီ၄ဒီ၄ကိုလည်းဒီနှလုံးပြန်မျိုးကျွန်တော်၄လို့ဖြစ်မလားဗောနော်၄လို့ပြန်မျိုးဖြစ်မယ်ဆိုရင်ကျွန်တော်ဒီမှာညနေခင်းတော့ကိုကျွန်တော်တို့ကဒီမှာဒီပုံစံတိုင်းမူသေးယူမလားကျွန်တော်ဒီမှာခွန်6 9 4 3ဆိုရင်ကျွန်တော်နှစ်စီနီယာတိုင်းယူထားမှာဆိုရင်ကျွန်တော်နှစ်နှစ်ထိပ်ပေါ့နော်နှစ်ထိပ်ဆိုတော့ကျွန်တော်ဒီမှာ4ကိုဒီနှလုံးပေါင်း4ကို6လေးယူမှာဆိုရင်နှစ်9ခုနှစ်ဒါကຢာထားတာပေါ့နော်နှစ်9ခုနှစ်ထိပ်ထွက်မှာဆိုရင်တော့လုံးဝလက်ကြည့်ရမှာမလို့ကျွန်တော်နှစ်ထိပ်ပဲပေါ့နော်ဟုတ်ပြီနော်နှစ်ထိပ်နှစ်ထိပ်ခုထိပ်ဖြစ်သွားမှာပေါ့နော်နှစ်9ခုနှစ်တွင်ဒါကပါဝါတစုံနဲ့ဆိုတော့ဒီနှစ်ထိပ်ကတော့လုံးဝ2ခုခုနှစ်နေရာမှာမှကျွန်တော်က နှစ်ထိပ်ကိုကစားမှာပေါ့နော်ကျွန်တော်ဒီမှာ3 4 5 6နဲ့ကျွန်တော်စီနီယာနဲ့ခဏစီပြီးသားဆိုတော့လေဟုတ်ပြီနော်ဒါကကျွန်တော်ညကမောင်မအတွက်တက်ပြီးတော့ဒီမနက်ခင်းကနန်းလေးတည်ပြီးမှဒါလေးတွက်လို့ရမယ်ပေါ့နော်ဒါလေးကိုကျွန်တော်ညကမောင်မတွေသိစီမဲလို့ပြောလဲမှာလဲနော်ကဲအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဒီ file လေးကဒီပေါ့ဒီ1667 file လေးကလုံးဝမှန်မှန်ကန်လေးပေါ့နော်1667ထိပ်စီလေးနဲ့နော် ကဲဒါဆိုရင်နားလိုက်ပါပြီနော်ကဲအဲ့ဒါဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်နဲ့ဒီလောက်ပါပဲနော်ကျွန်တော်ရဲ့ channel လေးကိုမြဲတမ်းဆောင်ရွက်ကြည့်ရှုနေကြကြောညီကောင်မောင်နှမများအားလုံးကျေးဇူးတင်ပါနော်အားလုံးပဲကျေးဇူးတင်ပါနော်အားလုံးပဲကြက်မှကြပါစေချမ်းသာကြပါစေနော်ကျွန်တော်ရဲ့ V channel လေးကိုလည်းညီကောင်မောင်မအစ်တတွေရဲ့ line subscribe လေးလုပ်ထားပြပါနော်ဒါမှကျွန်ညီကောင်မောင်မရဲ့အတွက် live ပြီး share နေစရာမလိုတော့ဘူးပေါ့နော်ကဲအားလုံးပဲစင်ပြကြပါစေနော်